ဟာဗတ်တက္ကသိုလ်မှာနိုင်ငံတကာကျောင်းသားတွေလက်ခံခွင့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတားဆီးပိတ်ပင်လိုက်ပါတယ်။ထရမ့်ရဲ့အဆိုအရကဟာဗတ်တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားတွေလက်ခံတင်ကြားပေးဖို့လုပ်ပိုင်ခွင့်ကိုရုတ်သိမ်းလိုက်ကြောင်းမေလ22ရက်နေ့ကတက္ကသိုလ်စီအသည့်ပေးကြောင်းကြားခဲ့ပါတယ်။ဒါဟာအဆိုအရနဲ့ဟာဗတ်တက္ကသိုလ်ကြားကပြင်းထန်တင်းမာတဲ့မူဝါဒရေးရာအားပြိုင်မှုတွေမှာ အဆိုအရဘက်ကနောက်တဆင့်တိုးပြီးဖိအားပေးလာတဲ့အိဗယ်လည်းဖြစ်ပါတယ်။ထရမ့်ရဲ့အဆိုအရကအမေရိကန်တက္ကသိုလ်ကြီးတွေကို ဂျိုးဆန်းကျင်ရေးဝါဒအကောင်းလာနေတာတွေကိုတားဆီးပေးဖို့တောင်းဆိုခဲ့ပြီးဟာဗတ်တက္ကသိုလ်ကတော့ဒီကိစ္စဟာအစိုးရကလုံပိုင်ခွင့်ဆိုင်ရာပေါင်းကျော်ဆွတ်ဖက်မှုဖြစ်တယ်လို့ယူဆပါတယ်။ဒါကြောင့်လည်းအစိုးရရဲ့တောင်းဆိုမှုတွေကိုဟာဗတ်ကဖိဆန်ခဲ့တယ်လို့တက္ကသိုလ်တွေနဲ့အစိုးရကြားအမြင်ကွဲလှဲမှုမှာတက္ကသိုလ်တွေဘက်ကဥဆောင်တဲ့အစိုးဖွဲ့အတွင်ရက်တီလာခဲ့ပါတယ်။မေလ22ရက်မှာတော့အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဟာဗတ်ဟာအမေရိကန်ဆန့်ကျင်ရေးအကြမ်းဖက်မှုအားပေးရေးဝါဒီတွေကိုခေလွန်ခွင့်ပြုထားပြီး ဂျူးကျောင်းသားတွေအတွက်လုံခြုံမှုကင်းမဲ့တဲ့တက္ကသိုလ်ပတ်ဝန်းကျင်မျိုးကိုဖန်တီးထားတယ်လို့ဆော့ဆွဲပြောကြားခဲ့ပါတယ်။နောက်ပြီး Harvard တက္ကသိုလ်ဟာတရုတ်အာဏာရကွန်မြူနတီပါတီ CCP နဲ့လည်းလက်ဝန်းတည်းရှိနေတယ်လို့ဆော့ဆွဲပြီး2024ခုနှစ်ကတရုတ်အရန်တပ်ဖွဲ့ဝင်တန်တန်းသားတွေကိုလက်ခံလင်းကျင့်ပေးတဲ့ကိစ္စကိုထောက်ပြခဲ့ပါတယ်။ဒီအချိန်တွေကြောင့် Harvard ရဲ့နိုင်ငံသားသားကျောင်းသားတွေလက်ခံခွင့်ကိုရုတ်သိမ်းလိုက်ကြောင်းဝန်ကြီးဌာနကပြောတာပါ။အကျိုးဆက်အဖြစ် Harvard ရဲ့နိုင်ငံတကာကျောင်းသားတွေဟာကျောင်းပြောင်းကြရမှာဖြစ်တယ်လို့ အမေရိကန်မှာဆက်လက်ပညာသင်ယူခွင့်ရုပ်သိမ်းခံရတာမျိုးတွေလည်းကျုံလာနိုင်ကြောင်းဝန်ကြီးဌာနကတတိပေးထားပါတယ်။ပြည်ပကျောင်းသားတွေလက်ခံခွင့်မရဘူးဆိုရင် Harvard ရဲ့ဝင်ငွေတွေကိုလည်းအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်။ပြီးတော့တကမ္ဘာလုံးရဲ့အတော်ဆုံးကျောင်းသားကျောင်းသူတွေကိုလေ့ကျင့်တင် जा ပေးနေတယ်ဆိုတော့တက္ကသိုလ်ရဲ့ဂုဏ်ပုဒ်ကိုပါမေးမြန်းသွားစေမှာပါ။ Harvard မှာနိုင်ငံပေါင်း၁၀၀ကျော်ကနေလာရောက်ပြီးပညာသင်ယူနေတဲ့နိုင်ငံတကာကျောင်းသားကျောင်းသူ6800လောက်ရှိပြီးစုစုပေါင်းကျောင်းသားဥယျာဉ်ရဲ့၄ဘုံ၃ဘုံကျော်ရှိပါတယ်။ ဟာဗတ်ဟာအမေရိကန်ရဲ့အကျွေးဝဆုံးတဲ့တက်တန်အင်ဂျင်ဆုံးတက္ကသိုလ်လည်းဖြစ်ပါတယ်။ဟာဗတ်နဲ့သဘောထားကွဲလွဲမှုအစပြုပြီးတဲ့နောက်ထရန့်ရဲ့အဆိုအရကတက္ကသိုလ်အတွက်ဖက်ဒရယ်အဆိုအရစီကနေသူတွေသနာထောက်ပံ့ငွေဒေါ်လာ2.6ဘီလီယံကိုလည်းဖြတ်တောက်လျှော့ချလိုက်ပါတယ်။ဒါအပြင်တက္ကသိုလ်ရဲ့အခွန်ကွင်းလွန်ခွင့်ရထားမှုအခွင့်ထူးကိုလည်းပယ်ဖျက်ပစ်ဖို့စဉ်းစားနေကြောင်းထရန့်ကပြောကြားထားပါတယ်ရှင်။